မင်္ဂလာပါရှင်မက်ရှလာကိုရဲ့တင်းငွေနေ့ရဲ့သူကြကြပြည်တွင်တင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဝေးလံကျေးလက်ဒေတာများအတွက်ဓာတ်အစနစ်တည်ကြားပေးနိုင်ရေးဆောင်ရွက်မယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ဝေးလံကျေးလက်ဒေတာများအတွက်ဓာတ်အစနစ်ပြင်ပတည်ကြားဆောင်ရွက်နိုင်ရန်လိုအပ်သည်များကိုကုညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လက်စနစ်စွမ်းရည်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နေပြည်အောင်စုဝင်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက လျက်စင်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏နှစ်မြင့်ဆောင်2025အစည်းအဝေးတွင်ထည့်သွင်းပြောကြားကြောင်းသိရပါသည်။နေအောင်ကြီးစွမ်းအင်သုံးတအားပေးဆက်ယူများကိုဓာတ်စနစ်ဖြင့်ချိတ်ဆက်ခြင်းဖြင့်ဝေးလံကြည့်လက်ဒေသများအတွက်ဓာတ်စနစ်ပြင်ပတည်ကြားဆောင်ရွက်နိုင်ရန်လေလိုအပ်သည်များကိုကုညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါသည်ရှင်။ဆလတ်တင်ဆက်ပြီမှာကတော့စေနန်းဆမ်မွေးကာလာအတွင်းမိမပြက်ရေးအလေးထားဆောင်ရွက်ရန်ပိုချုပ်ကြီးတင်အောင်ဆန်းမှာကြားတဲ့တဲ့ရင်ဖြစ်ပါတယ်။တက္ကသိုလ်ဝင်ဆမ်မွေးဖြစ်ဆိုမဲ့ကာလာအတွင်း လဲဆင့်မီမပြတ်တောက်ရေးအလေးထားဆောင်ရွက်ကြရန်လဲဆင့်နှင့်စွမ်းရည်ဖွံ့ဖြိုးရေးကော်မရှင်ရဲ့နှင်းမင်းဆောင်2025အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကမှကြားကြောင်းသိရပါသည်။မတ်လ18ရက်မှ22ရက်အတွင်းတက္ကသိုလ်ဝန်ထမ်းနှင့်တက္ကသိုလ်ကောလိပ်ဆာမူဝဲများတပြိုင်တည်းကျင်းပမှာဖြစ်တဲ့အတွက်ဆာမူဝဲဖြည့်ဆို့ခြင်းကာလနှင့်စာကျက်မှတ်ချိန်ကာလများအတွင်း ဓာအားဆင်ဆက်မပြတ်ရရှိရေးအထူးလေးထားဆောင်ရွက်ရန်မှာကြားလူကြောင်းလျှက်စင်နှင့်စွမ်းယူဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတေအောင်ဆန်းကပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါပါရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ online နေလည်းမှု Telegram Friend နဲ့ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်လက်ပါဝင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား456ဦးနဲ့ထိုင်းနိုင်ငံသား2ဦးတို့ကိုလွှဲပြောင်းပေးရတဲ့တင်ဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့် online နေလည်းမှု Telegram Friend နဲ့ ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုတဆန်ရနိုင်ငံများသို့စနစ်တကျလွှဲပြောင်းပေးလျက်ရှိရာမက်ရှရာခုနှစ်ကတရုတ်နိုင်ငံသား456ဦးနဲ့ထိုင်းနိုင်ငံသား2ဦးတို့ကိုမြန်မာတိုင်းအမှတ်1ချစ်ချီတရားမှတဆင်တဆန်ရနိုင်ငံသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကိုက်ခိုင်မျိုးက KIO ဆက်ဆံရေးယုံကို TNLA ဝင်ရောက်စီးနင်းပြီး KIA တပ်ဖွဲ့ဝင်တချို့ကိုဖမ်းဆီးရတဲ့တွင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မှာရှိတဲ့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO ဆက်ဆံရေးရုံးကိုတအောင်တက် DNL တပ်ဖွဲ့ဝင်တချို့ကမက်ရှလာ9ရက်ညနေပိုင်းမှာဝင်ရောက်စီးနင်းပြီး KIA တပ်ဖွဲ့ဝင်တချို့ကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ DNL တပ်ဖွဲ့ဝင်အင်အား100ဝန်းကျင်လောက်က ညနေပိုင်း9နာရီလောက်မှရောက်လာပြီးရုံးကနေထွက်သွားဖို့ပြောဆိုတာကနေအခြေတင်တွေစဖြစ်ခဲ့တာလို့ဒေသခံတွေကပြောကြားကြောင်းသိရပါတယ်။၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ရဲ့အရေးယူဆောင်ရွက်မှုကိုဒေသခံများကစိတ်ဝင်စားစောင့်ကြည့်လျက်ရှိရလို့လည်းသိရှိရပါတယ်ရှင်။